လုံးဝမတင်မထားတဲ့ဆူရိုက်ခဲ့တဲ့အတွက်ကြောင့်ကဲအတိုင်းမသိဝမ်းသာမိပါရဲ့ရှင်။တကယ်အဆောက်အအုံ top 10တော်ဝင်မှုအရင်တမမနဲ့လာခဲ့တဲ့နေ့ပေါ့နော်ဒီနေ့ကအဲ့ဒီမမကကဲကဲကဒါ second winner app ရရှိခဲ့တဲ့အတွက်အတိုင်းမသိဝမ်းသာမိပါရဲ့ရှင်။ နမဲ့ဒါအခုကကဲဒီရတဲ့ Miss Grand Myanmar 2025ရဲ့ second winner athlete နဲ့ပဲကဲအင်းဆုံးဒီနေ့ပဲနေနေပါအောင်မရှင် This is one more. ဟုတ်အာဒီနေ့ကတော့ကကဲလို့ရတာ Miss Grand Final Night ပေါ့နော်အဒီနေ့ကကဲရခဲ့ရတော့ second winner app ရခဲ့ပေါ့ကဲဒါကဲအနေနဲ့ဘယ်လိုမှမထင်မှတ်ထားတဲ့ဆုရခဲ့ရတဲ့အတွက်ကြောင့်ကဲအတိုင်းမသိဝမ်းသာမိပါရှင်ကကဲအစတော့ဒါ top 10တော့ဝင်ဖို့အရင်တမမမနဲ့လာခဲ့တဲ့နေ့ပေါ့နော်ဒီနေ့ကအဲ့ဒီမမကကကဲကဒါ second winner app ရရှိခဲ့တဲ့အတွက်အတိုင်းမသိဝမ်းသာမိပါရှင် အာဘာလို့ဆိုတော့ကကဲတို့အခုပြိုင်ပွဲဝင်နေအကုန်လုံးကလည်းအကုန်လုံးကဟိုပြောရမယ်ဆိုရင်ခေတဲ့သူတွေမဟုတ်ပါတော့အကုန်လုံးကလည်းအရန်တော်ကြရထူးချွန်ကြရအာပြောပြောပြောရမယ်ဆိုရင်သူတန်းကအပြိုင်ပေါ့နော်အကုန်လုံးကလှလဲလှကြရတကယ်လည်းကြိုးစားကြရတွေဖြစ်တဲ့အတွက်ကို့အနေနဲ့ဒါကတော့ဟိုပြောရမယ်ဆိုရင်တော့အဲ့လိုအဲ့လိုမျိုးတွေတော့ဟိုဖြစ်တာပါတော့ဘယ်လိုပဲဖြစ်ဖြစ်ရလာရရလက်ကိုကကဲအကောင်းဆုံးလက်ခံမယ်လို့ကဲရတော့ငါကိုကဲအိုက်စိတ်ပြင်ဆင်မိလာခဲ့ရပါရှင့်ဟုတ်ဟုတ်ကကဲအမေနဲ့မအတော့ပါပါရှင့်အဖေကတော့အိမ်မှာခွေးလေးရှိလို့နေခဲ့ရတာပါ မေရောပါပြောသေးလားတွေ့ပြီးပြီလားဟုတ်တွေ့ပြီးပါရှင်ကဲကဲမေရောတော့စင်မာဒီရဲ့ဒီခုံပေါ်မှာပေါ့နော်အများရန်အားပေးနေရပါရှင်ကဲကဲဆုလဲရသွားတော့အောက်ထိလာပြီးတော့ဟာအမေကအမြဲဆုံးလို့ပြေးလာခဲ့ရပါ ကကဲအမေကတော့ဒါပြောမယ်ဆိုသူ့ကိုကိုမွေးထားတဲ့တမီးပဲလေနော်အကောင်းဆုံးနဲ့အကောင်းဆုံးနဲ့အမြင့်ဆုံးဆိုတာပဲရစေချင်တာပေါ့ဒါပေမဲ့ဒါကဲတို့မကြောက်စုမှာကြတော့ကကဲရဲ့စူးစမ်းမှုလည်းတကယ်ဘယ်လောက်ထိစိတ်နစ်ပြီးတော့ဒါဘလောက်ကြီးစူးစမ်းထားလဲဆိုတာလည်းမျိုးသိရပါတော့ကဲဆိုရင်မအေးရတဲ့ရက်တွေလည်းများပြီးဒါ6ချောက်ဆိုလည်းကဲကဲအမှန်တမ်းပြောရကဲ6ချောက်အရွတ်ရောင်နေတာပေါ့နော်အရွတ်ရောင်ရင်လုံးဝထောက်မရတဲ့အချိန်တွေမှာကဲခုနဆိုပတီးစီးထားပြီးတော့ကဲရှောက်တယ်ဒါခုနမှကဲအီဗင်ကောင်းကိုလဲလိုက်တဲ့အချိန်မှာပတီးကိုဖြီးလိုက်တာပေါ့စတက်ပလတ်စတာကတ်ထားတာ6ချောက်ကအရွတ်ရောင်ပြီးတော့ ဒီချိန်မှရဒီဘက်ကအယူကထွက်လာပါဘောเนาะအဲ့လိုမျိုးဒီဖြစ်လာအောင်ဒီကဲညားရဲဆိုလည်းကဲအိမ်မှာကောက်ဝတ်တေချာခြင်းနဲ့အဲ့လိုမျိုးစူးစမ်းတာဖြစ်တဲ့အတွက်အမေအနေနဲ့ကဲကဲကိုအများကြီးတော့မျှော်လင့်ထားမယ်ဆိုတာကဲသိပါရဲ့ဒါပေမဲ့ကဲကဲအနေနဲ့ဒါအကောင်းဆုံးကဲအတွက်ထိုက်တန်တဲ့စုကိုကဲရရှိရဖြစ်တဲ့အတွက်ကြောင့်မို့အမေလည်းကဲအတွက်ခုန်ယူနေပါပါရှင်ဘာလေးပြောလဲရှင်ဘာလေးပြောလဲဦးနာတို့ အော်တွေ့ပြီဆိုအမေအနေနဲ့ကတော့အများကြီးမျှော်လင့်ထားတာပေါ့အများကြီးမျှော်လင့်ထားတဲ့အတိုင်းပဲဒါ top 3လဲပါလာခဲ့တဲ့အတွက်အမေလည်းဝမ်းသာနေမှာပါပြောရရင်ဒီမှာကိကပြန်ပွဲဝင်နေကတော့ညီမကြီးကြီးပဲပြီးတော့တယောက်တစ်ယောက်ဖိမပေးကြရယ်ကူညီပေးကြရယ်ပေါ့နော်ကဲတင်တာပြန်ပွဲဆိုရင်တော့ဒါတင်းတင်းတယောက် ပြိုင်ဘက်လိုသဘောထားပြီးတော့သူ့ထက်ကပြိုင်ကြလိမ့်မယ်လို့ကဲထင်မိတာပေါ့နော်ဒါကဲလဲဒါပြောရမယ်ဆိုဒီလိုမျိုးအစင်းအနေနဲ့ဒါကဲမပြိုင်ဘူးကဲစီတီပွဲလောက်ပဲပြိုင်မှုอ่ะဒီစီတီပွဲမှာတော့ဆိုတော့ဒီလိုပဲညီမရဲ့လိုပဲအခုချိန်မှာကဲထင်တာလို့မဟုတ်ဖယ်နေအကုန်လုံးကပြိုင်ဘက်လိုသဘောမထားဘဲနဲ့ညီမရဲ့တငယ်ချင်းတွေလိုသဘောထားပြီးတော့ချက်လက်တယောက်ဖိမပေးတယ်ကုညီပေးကြတယ်ဟာကိုမရရင်တော့သူများကိုအားပေးကြရပေါ့နော်အဲ့လိုမျိုးနေကဲဒါပြမတစ်လျှောက်လုံးမှာတူတူကကမ်နေဝင်ခဲ့ရချွေနေသွားခဲ့ရအတွက်ကြောင့်မို့ကဲအနေနဲ့ဒါသူတို့အတွက်လည်း ့သူတို့အများကြီးချစ်ပါရဲ့ရှင်းရအောင်လို့ပြောမှာပြောမှချင်တယ်အာအဖေကတော့အရန်ပြောနေပါဘောနော်အဖေကတော့ခုချိန်ဆိုမကွေးခဲ့မှရှိရဲ့သူ့ရဲ့တငယ်ချင်းတွေကိုဖုန်းလိုက်ဆက်ပြီးကြွားနေလောက်ပြီးသူတမီးဆွေးရတာကြည့်တော့ကြည့်နေပါကြည့်တော့ကြည့်နေပါမယ်တေးအေးပါအဖေကတော့ဒါ live တော့ကြည့်နေမှာပါကဲကဲပြောမယ်ဆိုတော့ကဲကဲတူဦးရောတမီးတစွတ်ထိုးပစောက်ကန်းပေါ့နော်ကိုလို့ချင်အောင်လုပ်တယ်ကိုဖြစ်ကိုခံလိုက်တယ်ဆိုတဲ့မျိုးအခုလည်းဒါကဲရွေးချယ်ခဲ့လမ်းကဲရှောက်မဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါလိုလိုနေရာမှာကဲကဲကလွယ်ဖြစ်ဖြစ်ဒါ top 3ဆိုတာလဲ ဟိုစုကြီးတစ်ခုပဲပေါ့နော်အဲ့လိုမျိုးရားကြရဖြစ်တဲ့အတွက်အဖေအနေနဲ့တော့ဂုံယူနေမှာပါသူသမီးသူသမီးကခေသူမဟုတ်ဘူးဆိုတော့အဖေကငါကိုကဲတိတ်ပြီးသားလေးသားပေါ့နော်သမီးတို့ကဂုံယူနေမလဲဒါ you know သမီးတို့ကဒါတော့အငြင်းနဲ့ပုံနေရတော့မှမဆိုဂုံယူတတ်တဲ့အဖေတိဂုံယူတတ်တဲ့အဖေတိတော့ဘာလို့ဆိုတော့ကဲကဲကဒီကြံကိုကဲကဲတိောက်ဆွဲတက်လာခဲ့တယ်ကဲကိုယ်တိုင်းပဲအလုပ်တွေရှာတယ်ကဲကဲကိုယ်တိုင်းအလုပ်တွေဝင်တယ်ဘယ်လိုမျိုးစူးစမ်းခဲ့ရအဖေကတခုဆိုရင် ဘယ်သူမှအာမကူပဲနဲ့ကိုယ့်အကူရက်တည်ပြီးကိုယ့်ချက်ပေါ်ရက်တည်နိုင်တဲ့သူဆိုပြီးအဖေအမြဲတမ်းဒါစူးစား uh, sorry အာကြွားပြီးတော့အမြဲတမ်းဂုံဖော်ပေးနေကြပါနော်ခုချိန်မှာလည်းကဲကဲကကဲကဲအတွက်တကယ်ကဲကဲစူးစားမှုနဲ့ထိုက်တယ်နဲ့ကဲကဲ second winner ရရှိခဲ့ရဖြစ်တဲ့အတွက်အဖေကခုချိန်ဆိုရင်ဒါ ။မကွေးတမြို့လို့ဘလောက်တောင်ကြွားလုံးနေထုတ်နေပြီလဲမသိဘူး။ဒါတော့ကဲကဲဒါဒီနှစ်2025မှာပေါ့နော်အပြင်နဲ့မင်းနဲ့တွဲကဲကဲဒါရှေ့မှာဆိုရင် universe ပွဲမှာဆိုရင်ကဲကဲ city winner တော့မဖြစ်ခဲ့ပေမဲ့အာဒါပေမဲ့ brand ambassador crown နဲ့ကဲကဲပြင်းနဲ့မင်းတို့ကတော့ခဲ့ပေါ့နော်အာအခုလည်းကဲကဲဒါ second winner ethnic ပဲပြင်းနဲ့မင်းတို့ကတော့ကျင်ပါရဲ့ရှင်ပြီးတော့ကြာပြင်းနဲ့မင်းနဲ့ဒါဂုံယူပြီးတော့ဂုံအပြင်နဲ့မင်းနဲ့ဂုံယူရတယ်တမီးဖြစ်အောင်ဒီလက်ကဲအများကြီးစူးစမ်းသွားမှာပါအခုဆိုလည်းဒါပြင်းနဲ့မင်းနဲ့ဒါဂုံယူရမှာပေါ့နော်အဲ့လိုပဲရှေ့ဟုတ်ဆက်ပတ်ကြပြန်အောင်ပါလား အဲပြန်လာဖို့တော့မရှိပါဘူးရှိပါအောင်အခုချိန်တော့စိတ်ကူးမရှိတော့ဘာလို့ဆိုတော့ပြောရရင်လေအဲပြောချက်အရန်နာလို့ပေါ့နော်အခုဆိုတာကကဲချက်တော့ကအချိန်လေးကစိုးနေရယ်စိုးနေဆိုအဲအယိုးကိစ္စကကဲခောက်ပြောကလာမသူဆရာဝေကပြောလိုက်တယ်ဆိုတော့ဒီအယိုးကတော်တော်လေးတော့ကူးအောင်ပါပြီးတော့ကဲကငကူကလေးကဒေးဘတ်နာလည်းရှိရဲ့တမားဆိုတော့အဲ့အတွက်ကကဲနေတယ်ဒါအခုစကားသာပြောတာကဲကအောက်မှာအရန်နာနေပေါ့နော်ချက်တော့ကလေအဲ့လိုမျိုးဆိုကဲဒီချက်တော့ကောင်းအောင်ကဲအကောင်းဆုံးဟိုကုတာပြီးမှပဲ မလာတော့ပါဘူးမလာမပြိုင်တော့ပါဘူးခါမဲ့မလာတော့ပါဘူးကွာကိုယ့်ဘာသာတော့ကိုဒါစီရီလေးရိုက်ရမယ်တရုတ်ဆောင်လုပ်မယ်အာပြီးတော့ကြာအလုတ်ကလေးတွေလည်းလောက်တာမျိုးရှိပါတယ်အဲ့နမဲ့ဒါအခုကကဲဒီရတဲ့ Miss Grand Myanmar 2025ရဲ့ second winner athlete နဲ့ပဲကဲရင်းဆုံးနိုင်လေးပဲနေနေပါဦးမရှင်စက္ကူကလည်း အာစိတ်ကုန်တာမဟုတ်ဘူးအဓိကတော့ခြေထောက်ကြောင့်ပေါ့နော်ခြေထောက်တော့ကတော့ဒါအချိန်ပေးပြီးကုအောင်ပါပေါ့လေးပတ်နာဆိုရလဲပြောရအချိန်ယူပြီးကုရတဲ့အရာပြီးတော့အခုဒီအယိုးကလည်းတော်တော်လေးထိထားဆိုတော့အချိန်ယူပြီးကုအောင်ပါပါရှင်အားကြောင့်ပေါ့ပြောရရင်တော့ကဲကဲရဲ့အပေးချင်းနဲ့မခွေးရချစ်သူတွေပေါ့နော်မခွေးရကဲရဲ့ချစ်သူတွေကလည်းကဲရောအရင်အပေးကြတယ်အဲ့လိုမျိုးကဲရောလုံးဝမလျှော့ဘူးဝင်းသားဆိုပြီးတော့သူတို့မှန်းသားကြတာဒါပေမဲ့ကဲကဲဒါ second winner app ထိရအောင်ကဲစူးစမ်းခဲ့ပါတယ်ဒါကြောင့်မို့လဲဒီစုလေးနဲ့ပဲကျင်းနဲ့လက်ခံပေးပါအောင်လို့ကဲကဲကိုစိတ်အများကြီးမဆိုးကြပါနဲ့လို့ကဲကဲလည်းမကွေးကိုစူးရီးကင်ပြလာခဲ့ပါဦးမယ်ရှင်